တကူကြီးတဲ့တမနာပြမနာဆိုလောကမှာမရှိဘူး။လူတွေဟာဘလောက်တကူကြီးကြီးငါတို့စီရောက်အောင်မလာနိုင်ပါဘူးဆို။ဒီယူဆသူကယူဆ။အဲ့တော့တင်းရက်မှာသူကအဲ့ဒါကိုသူ့ယူဆကိုစွဲစွဲမြဲမြဲနဲ့အလူတွေတဲ့ဘသူမှတကူရှင်တကူရှင်နဲ့ပြောနေတဲ့တမနာပြမနာတွေပြမပြေတောင်ရောက်အောင်မလာနိုင်ပါဘူး။ဘသူမှရောက်အောင်မလာနိုင်ဘူး။ပြမပြေဟာအလွန်ဝေးလံတယ်။ ်သူတို့စီကိုမလာနိုင်ဘူးလို့ဆိုတယ်အယူဆကိုပြောပြနေတဲ့အခါမြတ်စွာဘုရားကကြားလိုက်တယ်ကြားလိုက်တာနဲ့မြတ်စွာဘုရားရုပ်ကြီးစေတံအကြောင်းတော်မှာကွယ်ပြောက်ပြီးတော့အဲ့ဒီမြမရဲ့ရှေ့သူ့ရဲ့ကောင်းကင်ယံကနေပြီးတော့မြတ်စွာဘုရားတေဇောဓကတိုင်းကိုဝင်စားပြီးတေဇောကတိုင်းဝင်စားပြီးအလွန်ကိုသူ့တဲ့လွန်စွာတောက်ပတဲ့အလင်းရောင်နေနဲ့ဖန်ဆင်းပြီးတော့သူ့ရဲ့ကောင်းကင်ယံကနေမြတ်စွာဘုရားတင်ပြခွေထိုင်နေလိုက်တယ် ဘာကနေဆိုပေါ်လာသူတော်မျက်စိချိန်သွားလောင်အယောင်ကတောက်ပတ်အဲ့ဒီလိုတောက်ပတဲ့အလင်းရောင်နဲ့ဖန်ဆင်းပြီးမျက်စောပြာပြမပြေကိုကြွားလိုက်အဲ့ဒီလိုကြွားလိုက်တဲ့အချိန်မှာရှင်မမောကလန်ကဒေဝသကုနဲ့ကြည့်ဖရဲဘယ်ကြွသွားလဲဆိုဘယ်ကြွသွားလဲဆိုဩပြမပြေကြွသွားတာဆိုတာ